episode တို့လည်းအဆောင်မှာတော့ပဝင်းကျင်မှာပြဿနာပေါင်းစုံတက်နေပေမဲ့ကိုရဲမော်ရဲ့ဖမ်းမလို့ပဲကြော်သွားမယ်ဆိုတဲ့အတွေ့နဲ့ခံကြောတယောက်လမ်းလျှောက်လာနေခဲ့ပါတယ်ဒိုးဆိုင်မှာတော့ cyber ရှင်နဲ့ကုံလာချားတဲ့သူဟာပြဿနာတက်နေအောင်မော်ဒရာကိုရှင်းကဝင်ဖြည့်ချင်းပေးလိုက်မှပဲအဆင်ပြေသွားခဲ့က cyber ရှင်နဲ့ကုံလာချားတဲ့သူနဲ့လက်ဆွဲနှုတ်ဆက်ပြီး okay သွားခဲ့ပါတယ် cyber ရှင်လည်းကိစ္စချင်းသွားတော့ PM ဖော်တို့ရဲ့စီစဉ်က PD game ကိုအစားအသောက်ကိုရှုံချတဲ့သူလို့ဆဲနေပြီးကိုရှင်းကတော့ chocolate နှုတ်ဝယ်ပြီးပြန်သွားခဲ့ပါတယ်မီနာကတော့ကိုရှင်းတို့ရထားမောက်တို့ကတရားတွေကိုဆေးတက်ပေးနေခဲ့ပါတယ်ကိုရှင်းကတော့ရထားမတိုက်ခင်သူကရဲ့ black box က memory card ကိုယူလိုက်ပြီးပြန်ဖွင့်ကြည့်ချိန်မှာတော့ ားတွေကလူရဲ့မျက်နှာကိုရိုက်မိထားပြီးမီနာကလည်းအဲ့လူကိုသူတိတယ်လို့ပြောကာဘော်တနစ်ကကွန်ဆာတိုင်ရှေ့မှာတိုက်မိထားတဲ့သူနဲ့တယောက်တည်းဖြစ်နေခဲ့ပါတယ်ရဲစခန်းမှာတော့ဖုံးဆက်ပြီးခြေစားအသေးခွဲတဲ့ဘာညာနဲ့လုံနေရကောင်ကိုရွှေလာကဆဲနေတော့ရဲစခန်းစီကိုကိုချင်းရောက်လာကနှစ်ယောက်သားစကားပြောနေကြပါတယ်နှစ်ယောက်သားမတွေ့တာကြပါမလို့အလာပါတာလာပါတွေထိုက်ပြောနေကြပါတယ်တကယ်တော့ကိုရွှေလာကတာမန်ရဲတယောက်ဖြစ်နေပေမဲ့အရင်ကဆုံတော့ဖြစ်ခဲ့သူပါလုံငန်းရဲ့15နှစ်ကအမုတ်တခုမှပေါ်ဆမှုကြောင့်တာမန်ရဲအဖြစ်ယာဒူချခံနိုင်ရပြီးအခုတော့သူဟာလုံငန်းရဲ့15နှစ်ကပေါ်ဆမှုအတွက်နောင်သားရရနဲ့ရှင်းတန်နေခဲ့ပါတယ်ကိုချင်းနဲ့လိုင်းကိစ္စကိုပြောပြလိုက်ပြီးကိုချင်းကိုထရက်ကားနဲ့တိုက်ခဲ့တဲ့သူ ရာဇဝင်ကိုစုံစမ်းခိုင်းလိုက်ပါတယ်ပေတီကင်ကလည်းကိုရှင်ပို့လိုက်တဲ့အိတ်ဆိုင်လုပ်ငန်းစုရဲ့မတမာမှုစီးရင်ကိုကြည့်လိုက်ပြီးဒေသတွေနဲ့ခြေရေးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကိုရှင်ကတော့ခံချောက်တနေရာမှာချခဲ့ပြီးဘွားပင်လက်စာဆိုင်ကရေပြည့်သူကိုမဟုတ်မှန်သတင်းပေးမှုနဲ့တွားပြင်ခဲ့ပါတယ်ရေပြည့်သူကလည်းဘွားပြည့်သူဟာပင်လက်စာဆိုင်ကိုပေပေပပန်းနဲ့တယောက်တည်းရောင်းနေပြီးအသက်လက်ကြီးလာလို့ဆိုင်ပိတ်ဖို့ပြောပေမဲ့ဘွားကလက်မခံတာကြောင့်ဒီလိုလောင်းတဲ့အဘွားဆိုင်ပေးအောင်လှုပ်ချန်ခဲ့ရတာဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်ဒီလိုလောက်တာကစီနာကနေဝေးနေဖြစ်သွားပြီးမြေပြည့်သူလည်းလှုပ်ခဲ့တာအတွက်နောင်တရနေခဲ့ပါတယ်ကိုရွှေလာလည်းကိုရှင်စုံစမ်းခိုင်းတဲ့သူရဲ့ကိုရီးအချက်လက်ကိုဖေးလိုက်ကဝဲဆုပ်သူပဲဖြစ်နေခဲ့ပါတယ်ကဝဲမ ကတမေရောမိမပါချိနေပြီးဈေးထဲမှာဖတ်ထုတ်ဆိုင်မှာဖွင့်နှံခဲ့ပါတယ်။ကိုရှင်းကလည်းကိုဝဲမိမရဲ့ဖတ်ထုတ်ဆိုင်မှာဝင်စားခဲ့ပြီးမိနာကလည်းကိုဝဲသမီးအကြောင်းစုံစမ်းခိုင်းထားပါတယ်။ရွှေလလည်းကိုဝဲကိုမတမာမှုနဲ့ဖမ်းဖို့လုပ်ပေမဲ့ကိုဝဲကထွက်ပြေးသွားခဲ့ပါတယ်။ရွှေလလည်းခေါ်ပလီလိုမြန်တဲ့ကိုဝဲကိုအသက်ထွက်မတဲ့ဖမ်းနေပေမဲ့မမီပဲဖြစ်နေကကိုဝဲကတော့တစ်စက္ကန့်ပြည်သူတယောက်ကိုပါဖမ်းထားပြီးခြေချောင်းနေတော့နောက်ကနေအာဂျီမကကိုဝဲကိုပန်နဲ့ရဲလိုက်တာကြောင့်ရွှေလလည်းအသာစီးရကဖမ်းလိုက်နိုင်လိုက်ပါတယ်။ပြည်သူတွေကလည်းရာဇဝဲကောင်ကိုဖမ်းနိုင်တဲ့ရွှေလကိုဓမ္မုံတွေရနေကြပြီးလက်ခုပ်တွေပါတီးနေကြပါတယ်။ရွှေလလည်းမိထားတဲ့ကိုဝဲကိုကိုရှင်းနဲ့ပေးတွေးလိုက်ပြီးကိုရှင်းကတော့ကိုဝဲမိမဖြစ်သူနဲ့သမီးကိုငှဲ့ ပြီးလေမမိုက်နဲ့လိမ္မာဆဲမှာဆိုပြီးတရားချတော့ကိုဝဲလည်းအိတ်ဆိုင်လုံငန်းစုရဲ့မတမာမှုတွေကိုပြောဖို့သဘောတူလိုက်ပါတယ်ကိုချင်းလည်းပင်လက်စားဆိုင်ကဖောင်းအောင်မြေဖြစ်သူလှုပ်ထားတဲ့အကြောင်းပြောလိုက်ပြီးအဖွားကတော့သူမြေးကကိုကြီးချင်းမဲမဲလမ်းမခဲ့တာလို့ပြောကသူမြေးကိုဒီလိုလက်ခိုင်းတဲ့သူတွေကိုအပြစ်ပေးဖို့ကိုရှင်းကိုပြောပြလိုက်ပါတယ်မြေဖြစ်သူကတော့ဈေးသက်တွေရဲ့ရှင်းနေနဲ့ဝိုင်းကောင်းနေခဲ့ပြီးတကယ်တော့အိတ်ဆိုင်ဘက်ကလူတွေကမြေဖြစ်သူကိုဓာတ်ရိုက်ခိုင်းတာမဟုတ်ပဲရှင်းနေကခိုင်းတာကြောင့်ရှင်းနေကပါဒီကိစ္စရဲ့ကျင်ရပါဖြစ်နေခဲ့ပါတယ်အခုတော့အိတ်ဆိုင်လုံငန်းစုကတတိကသူ့ရဲ့အပန်းပြေမြန်ကဲအောင်မြင်ဖို့အတွက်မျိုးတော်ဝင်ကိုလက်ထုံးနေတော့ PM ဖော်တော့ကျဲအစီအစဉ်ကလိုက်လွတ်နေပြီးအိတ်ဆိုင်လုံငန်းစုရဲ့အကျင့်ပြချသပါ ီဈေးသက်တွေကိုကိုသွေးဆုံးနေရကြောင်တက်လာပြီးမြို့တော်ဝင်တို့လည်းဒီစီစဉ်ကြည့်နေတော့ရွှေလာကရောက်လာပြီးတက်တဲ့ပါရှိနေရကြောင်လာဖမ်းသွားပြီးတိတ်ငငကလည်းအစားကလောက်ပါတဲ့တဲ့ငကအမှန်လို့တင်ဆက်ခဲ့ပေမဲ့နောက်မှဈေးနှစ်ယောက်ကိုလွတ်ချင်တဲ့အိဆိုင်လုပ်ငန်းစုရဲ့အကြံစီဖြစ်မှန်းသိလို့ဒီကနေ့နောက်ခဲ့ရတဲ့ဈေးသက်တွေကိုဆွဆွခဲ့တဲ့အတွက်ရုပ်သံကနေလည်းတောင်းပန်လာပြီးလောက်ပြသနာဖြစ်ခြင်းကလည်းအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။တကယ်တော့ PMM ကိုတည်ရဖို့အတွက်စီစဉ်ကိုရှင်းတဲ့ခံကြောကဆွဲခဲ့ကြပြီးရေပြည့်စုံတဲ့ဈေးသက်တွေရဲ့ရှိနေအရဝိုင်းမှာ show camera တက်ခဲ့ပါတယ်။ရှင်းနေရဲ့အားချမှုကြောင့်မတမာမှုကဘူးပေါ်သလိုပေါ်သွားပြီးတက်တဲ့အနေနဲ့ရရှိခဲ့ပါတယ်။ဈေးသက်တွေလည်းဆိုင်ငန်းတွေကိုအရင်လိုပြန်ရကုန်ပြီးဆိုင်တွေပြန်ဖွင့်က ာရောင်းကြပါတယ်ကိုချင်းလည်းဦးထက်ပြောင်စီလာခဲ့ပြီးဦးထက်ပြောင်ကတော့တာဝန်ကျင်တဲ့ကိုချင်းကိုစီဘိုးဝငါးသိန်းလွှဲပေးမယ်ကိုချင်းကတော့သူကားပါပျက်စီးလို့ကားပြန်ဝယ်ပေးဖို့ပြောလိုက်ပါတယ်ကိုချင်းလာကတော့ခဝဲကိုဖမ်းမိတဲ့ဗီဒီယိုကြောင့်နာမည်ကြီးနေပြီးနိုင်ငံတော်ကနေဂုဏ်ပြုဆုပါရပါတော့မယ်ရွှေလာကတော့ဒါတွေစိတ်ဝင်စားပါဘူးခံကျော်ကတော့ကြက်ကြော်ဆိုင်မှာဥပဒေအကြောင်းတွေဆက်လက်လာနေပြီးကိုချင်းကတော့ဒီနေ့ကျတော့ကြက်ကြော်မရရလို့ပူနေခဲ့ပါတယ်ဟိုတနေ့ကတော့ကြက်ကြော်ရဲ့အများကြီးမှနေပြီးဒီနေ့မှနဲနေလို့စိတ်ညစ်နေရောဟိုနေ့ကကြက်ကြော်မှများတာကခံကျော်ကြောင့်လို့မိနာကပြောတော့ခံကျော်ရဲ့ live stream မှာပါလာတဲ့ဗီဒီယိုပြလိုက်ပါတယ်ကိုချင်းလည်းခံကျော်ကိုခေါ်ကတမ်းမြတ်နေအောင်ဝတ်ခိုင်းပြီးဖူးဘလော့ကလိုက်ဆွေးလင်းနေတဲ့အချိန်ကြက်ကြော်လာဖို့ခဲ့ပါတယ် ယ်ရောက်လက်စားနဲ့ကိုရှင်လက် live stream မှာခံကျော်လို့ကြက်လို့ဝင်အောင်ပေးမဲ့ like ထက် comment အပူများနေခဲ့ပါတယ် food blogger ကလည်းကိုရှင်ကိုဖက်လာပြီးခံကျော်နဲ့ပဲကြက်တန်လုံးမယ်လို့ပြောကကိုရှင်ကတော့ဘေးထွက်နေရပါတယ်လူတယောက်ကတော့ food blogger ရဲ့ stream မှာပါလာတဲ့ကိုရှင်ကိုကြည့်နေပြီးပြောပြောလိုက်ပါတယ်ကိုရှင်တို့ကတော့မိနာရဲ့မွေးနေ့ပွဲကိုပုံဆိုင်မှာလုပ်ပြီးခံကျော်ကိုပါကြိုဆိုရဲ့အနေနဲ့ကြိလိုက်ကြပါတယ်ကိုရှင်ကလည်းကြက်ကြော်လိုက်ဖို့ဖို့ဆိုရင်ခံကျော်ကဆိုင်ကစီးတက်ရမယ်လို့ပြောကခံကျော်ကဆိုင်ကမပြောနဲ့စပိန်တော်မစီးတက်တာကြောင့်တိုက်ပတ်နေပြီးမိနာစီမှာစပိန်စီးတင်ဖို့ပြောလိုက်ပါတယ်မိနာကထက်တန်းမအောင်တာကြောင့်ပဲကြောင်းထွက်လိုက်တာကြောင့်ဂျီတီဖြေလို့ရတယ်လို့ကိုရှင်ကပြောလိုက်ပါတယ်မိနာကိုစာတင်ပေးဖို့ခံကျော်ကိုပါထပ်ပြောလိုက်ပါတယ် ယ်မိနာကလည်းနှစ်ပတ်လောက်ပဲတောက်ပြီးမောက်သွားလို့ခံကျော်ကပဲကြောပိုးပြီးပြန်လိုက်ပို့ရပါတယ်ခံကျော်လည်းမိနာကိုစားကြိုက်လာခဲ့ပါပြီကိုရှင်ကတော့ဝန်ဆောင်မှုစင်တာမှာ booking unit တော့သူ့လည်းရောက်တော့ဝန်ဆောင်မှုစင်တာဌာနမှုခင်နဲ့တွေ့ကဌာနမှုခင်ကကိုရှင်ကိုတွေ့ဖို့ခေါ်လို့ကိုရှင်ရောက်လာဖြစ်ပါတယ်ခေါ်ရင်းအကြောင်းကိုမေးတော့ online မှာတက်နစ်လုံးအညောအိမ်နဲ့ပို့တင်ပြီးတိုင်တန်းစာတွေပို့နေတဲ့လူတယောက်ရဲ့စီရင်ကိုပြလိုက်ပြီးကိုရှင်ကိုဖြည့်ရှင်းပေးဖို့ပြောလိုက်ပါတယ်အားမလို့ချင်လို့ကြက်ကြော်ဆိုင်ဖွင့်တော့ရဲဆိုမှအမှုတွေကတန်းစီပြီးရောက်လာလို့ကိုရှင်လည်းစိတ်ညစ်နေခဲ့ပါတယ်ဌာနမှုခင်ကတော့မကြားခဲ့လာမဲ့ရွေးကောက်ဝယ်မတားခဲ့ဒီမှုကိုဖြည့်ရှင်းမှရမယ်လို့ပြောလိုက်ပြီးခုဆိုရင်ပို့တင်တဲ့သူရဲ့မကျေနပ်ချက်တွေက online ကလူတွေကိုလွှမ်းမိုးနေပြီးစနာပြ ြမှုရဲ့ဖြစ်လာနိုင်တာကိုတွေးကရွေးကောက်ပွဲကိုထိခိုက်နိုင်တယ်လို့ပြောလိုက်ပါတယ်။ကိုချင်းကလည်းအားနာလို့လက်ခံလိုက်ပြီးပို့တင်တဲ့သူကိုတီလာလို့မိတော့ထန်လမှုကင်ကတန်တရားဝင်နေတဲ့သူရှိတယ်လို့ပြောလိုက်ပါတယ်။ရက်စကားမှာတော့ကိုလာရှိတဲ့အကြီးကကရုံးစိုးသူကမျိုးတော်ဝင်ုံဖမ်းပြီးဘုံတော်နာရဲ့ဗီဒီယိုကလိုင်းပေါ်မှာပြက်နေကြအောင်အရှိရဲ့ခေါင်းမွေးလက်ဖြူနေခဲ့ပါတယ်။ကိုလာရှိလို့လည်းမျိုးတော်ဝင်ုံပြမေးဆွဲတဲ့သူကဘယ်သူမှမသိသေးကအဲ့လူကသူ့အိုင်ဒီကိုဘုံနာကြောင့်ရှာအခန့်နေခဲ့ပါတယ်။ထပ်ပြီးပြမေးဆွဲတဲ့သူကခမရတို့ရဲ့အဖြစ်ကိုပြန်ဆန်းရမယ်ဆိုတဲ့ message ကိုပို့လိုက်ကကိုလာရှိတို့လည်းပြမေးဆွဲတဲ့သူကိုချက်ဝေရပါတယ်။ကိုချင်းနဲ့ခန်ကျော်ကတော့ online ကနေအာချောင်းတဲ့သူကိုလိုက်ရှာနေပြီးခန်ကျော်ကလည်းတလန်းလုံးမီနာအကြောင်းပဲမင်းနေလို့ကိုချင်းကခန်ကျော်မီနာကိုကြိုက်နေ မှန်တည်နေခဲ့ပါတယ်။အာချောင်းနဲ့ကောင်ရဲ့အိမ်ကိုရောက်တော့ဘသူမှရှိမနေပဲဒီဇက်ဘူးနဲ့အမ်မိုနီယံနိုက်ထရိတ်သုံးထားတာတွေ့လာကြောင်းနှစ်36ရာပညာရှင်နဲ့တွေ့တော့ကြည့်တော့အစိုးရဝါဒီတွေတိုက်ကြတဲ့အမ်မိုနီယံနိုက်ထရိတ်နဲ့ဒီဇက်ရောရင်ဘုံရတဲ့ဆိုတဲ့အချက်ကိုထည့်စင်းစားမိပြီးအာချောင်းနဲ့ကောင်ကဘုံခွဲဖို့ပါစီစဉ်ထားမယ်သိရှိသွားခဲ့ပါတယ်။ရှင်ကတော့ကြက်ကြွန်နေတဲလွန်စားတွေကိုဆက်ဆက်တွေးနေခဲ့ပါတယ်။ကိုလာရွှေကတော့မြို့ထဲမှာရှိသမျှကိုရောင်တွေကိုတခုမှကျစစ်ဆင်းနေပြီးရောတော်ဝင်ဖန်ကန်နေတဲ့နေရာကိုတော့မတွေ့သေးပါဘူး။ပြန်မွေးဆက်သူကတော့မြို့ထဲမှာမတရားသဖြင့်တိဆောင်းမှုတွေအတွက်မြို့ရဝင်ဖန်တာပြီးပြန်မွေးဆက်သူကလည်းတိဆောင်းသူတွေရဲ့မိသားစုဝင်ဖြစ်နိုင်တယ်လို့ကောက်ချက်ချလိုက်ပါတယ်။ကိုရှင်ကတော့ဆန်အောင်ဆိုရဲ့လူရဲ့အိမ်ကိုသွားပြင်မဲ့ဆန်အောင်မရ ရှိကြောင်းဆန်ဝမေဖြစ်သူစီကနေတရှိလိုက်ရပါတယ်ကိုရှီလာကတော့လောဘကံပဲတွေကကွန်ပျူတာလုပ်ပေးနေပြီးအကြောင်းရင်းကအရင်ကစုံတော့ရတို့ကိုနိုင်ငံတော်ကပြန်ခတ်ရပေးလိုက်တယ်လို့ပြောလိုက်ပါတယ်အချက်ရွှေလာစီကိုရှီရန်ဖုံးဆက်လာပြီးဖြစ်နေရမှုကိုကုဖြစ်ချင်းပေးဖို့ကုညီတောင်းလိုက်ပါတယ်ကိုရှီလာကတော့ဂိုဒေါန်ကိုရောက်လာပြီးဂိုဒေါန်ထဲမှာမြို့တော်ဝင်ဖမ်းထားတဲ့ဆန်ဝကရှိနေခဲ့ပါတယ်ဆန်ဝကိုကိုရှင်ကအွန်လိုင်းမှာတီးဆရာဆိုတဲ့နာမည်နဲ့တိုင်းခြားဆိုင်ပို့နေတယ်လူမလားလို့မေးလိုက်ပြီးအကိုဖြစ်သူတည်ဆုံးမှုကိုမကျင်နဲ့လို့လားလို့မေးလိုက်ပါတယ်ကိုလာရွှေတော်လည်းမြို့တော်ဝင်ဖမ်းခံထားတဲ့ဂိုဒေါန်တွေ့သွားပြီးဂိုဒေါန်ပပတ်လေကိုဝိုင်းနေရဲထားလိုက်ကြပါတယ်ဘိုးကြီးကျန်ကတော့ဆန်ဝနဲ့ညှိနှိုင်းဖို့ဂိုဒေါန်ရှိကိုထွက်လာပေးမယ်တုံမမြလင်ထားတဲ့ကိုရှင်ကထွက်လာ ာပြီးခုကစပြီးမျိုးရော်ဝင်ကိုကတ်ချင်းသူနဲ့ညှိနှိုင်းရမယ်လို့ပြောကဆန်ဝဲညှိနှိုင်းမှုကိုသူလုပ်ပေးမှလို့ပြောနေခဲ့ရင် episode 2လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ။